အားလုံးမင်္ဂလာပါအရှိလေပိုင်းဒေတာမှာဖြစ်ပေါ်နေတဲ့အီရန်ရဲ့အစည်းစစ်ပွဲနဲ့ပတ်သက်ပြီးတော့ထူးခြားတဲ့သတင်းတွေကိုကျွန်တော်တင်ဆက်ပေးကြပါမယ်တဖက်နဲ့တဖက်ကအရှိန်အဟုန်မြင့်တင်ပြီးတော့တိုက်စစ်တွေဆင်ပြီးတော့တိုက်ခတ်တိုက်ခိုက်နေတာဒီဆက်လက်ပြီးပြုလုပ်နေကြောင်းပြောကြပါမယ်လက်ရှိအနေအထားမှာတော့အစည်းကအီရန်ကိုတွားရောက်တိုက်ခိုက်ဖို့အတွက်၎င်းရဲ့ Jet Fighter တွေဖြစ်တဲ့ F-35 Jet Jet Fighter တွေကဒီအီရန်နဲ့ကိုတိတိယောက်ယောက်ဝင်ရောက်ပြီးတော့တိုက်ခိုက်ရန်အတွက် ၎င်းရဲ့ jet fighter တွေကိုစီဖြည့်ရန်လိုအပ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့အမေရိကန်ပြည်ထောင်စုစီကိုအကူအညီတွေ G7 အစည်းအဝေးမှာတောင်းခဲ့တယ်။တောင်းခဲ့တာနဲ့ပတ်သက်ပြီးတော့အမေရိကန်ပြည်ထောင်စုရဲ့ဒီမနေ့ကထုတ်ပြန်ချက်မှာတော့အစည်းအရဒီ jet fighter တွေကိုစီဖြည့်ပေးရန်အတွက်၎င်းတို့စီကနေပြီးတော့စီဖြည့်လေရင်နေဒီအရှိလေပိုင်းဒေတာတွေကိုရောက်ရှိပြီးတော့မနေ့ညတော့ကရောက်ရှိရောက်ရှိလာတယ်ရောက်ရှိလာပြီးတော့ဒီ စည်းက Jet Fighter တွေအပါအဝင်နော်အမေရိကန်ကနေပြီးတော့လဲ F35 Jet Fighter တွေအစင်း20လောက်ပါဝင်ပြီးတော့အီရန်မှာရှိတဲ့တင်ဟန်မြို့ကိုဝင်ရောက်တိုက်ခိုက်သွားတာတွေ့ရပါတယ်ဒီတိုက်ခိုက်မှုမှာတော့တင်ဟန်ရဲ့ဟိုမြေမြေပေါ်မှာစောက်ထားတဲ့ဒီဒီစစ်ဘက်ဆိုင်ရာအဆောက်အအုံလို့စည်းကတော့ပြစ်မှတ်ထားပြီးတိုက်ခိုက်ကြောင်းကြေညာထားတာတွေ့ရတယ်ဒီတိုက်ခိုက်မှုမှာမြင်တွေ့ရတာတော့ရုပ်သံဗီဒီယိုကျွန်တော်ထည့်ပေးထားပါတယ်ဒါကတော့လွန်ခဲ့2024ခုနှစ်လောက်တုန်းက ။နော်အစည်းကပထမတစ်ချိန်တိုက်ခိုက်တဲ့အချိန်တုန်းကဟိုဒုံးကျည်လောင်စွာဆက်ယုံလို့ပြောတယ်။ဒီလောင်စွာဆက်ယုံကိုအစည်းကထပ်ပြီးတော့ဒီနေရာကိုထပ်တိုက်တာဖြစ်တယ်။အဲ့တော့ဒီလောင်စွာဆက်ယုံထိမှန်ခဲ့တယ်ပေါက်ကွဲခဲ့တယ်။ဒီရုပ်တံဗီဒီယိုလည်းတက်လာတယ်ဒါတီဟန်မှာရှိတဲ့အနေအထားနော်။နောက်တစ်ခုကဒီတချို့နေရာတွေလုံးဝဟိုဟိုတိုက်ခိုက်လို့ထိလို့မရတဲ့နေရာဒေသတွေကိုကြာတော့အီရန်ရဲ့တီရန်မြို့မှာရှိတဲ့လေကြောင်းကာကွယ်ရေးစနစ်ကနေပြီးတော့ပြန်လည်ပြစ်ခတ်မှုတွေနော်အောက်ကနေပြီးတော့ရှိလာတဲ့အတွက်ကြောင့်မလို့အစည်းရဲ့35 Jet Legion တစ်စင်း ျက်စီးဆုံးရှုံးသွားရကြောင်းလည်းပြောကြားထားတာကိုတွေ့ရတယ်ဒါကအီရန်ဘက်ကထုတ်ပြန်တဲ့သတင်းနော်လေယာဉ်မှုကတော့လေဒီနဲ့ခုံချပြီးတော့အတက်လုံးမြောက်သွားတယ်ဒီလေယာဉ်မှုကိုတော့လေယာဖန်စီလိုက်တယ်လို့လည်းအီရန်ဘက်ကထုတ်ပြန်လာတာကိုတွေ့ရတယ်ဒါအီရန်အစ်စ်အခြေစိုက်ကထုတ်ပြန်တဲ့သတင်းလည်းဖြစ်တယ်နောက်တစ်ခုကဒီတိုက်တာကတော့ဒီအစည်းကနေရဒီအီရန်ရဲ့တီရန်မြို့ရဲ့နေရအများကြီးကိုဝင်တိုက်ဖို့ကြိုးစားခဲ့တာမင်းညာကကြိုးစားခဲ့တာဒါ့ပေမဲ့အီရန်ရဲ့ဒီတီရန်မြို့မှာရှိတဲ့လေကြောင်းရံကာကွယ်ရေးစနစ်တွေကဇက်လက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်နေတာကြောင့်မလို့ ၎င်းဂျက်ဖိုက်တာတွေပြန်လှည့်သွားရတယ်ဆိုတဲ့အကြောင်းလေးဒေတာဖော်ပြထားတာကိုတွေ့ရတယ်အဲ့တော့မနေ့ကဈေးကတိုက်ခိုက်တဲ့အချိန်မှာဒီကြံရဲ့ဒုံးကျည်လောင်စာဆက်ယုံတစ်ခုကိုထိမှန်ပြီးတော့တိတိယောက်ယောက်တိုက်ခိုက်နိုင်ခဲ့ကြောင်းလေးဈေးကနေထုတ်ပြန်သွားတာကိုတွေ့ရတယ်ခင်ဗျာဒါနဲ့ပတ်သက်ပြီးတော့အလုံးကိုမြင်တွေ့ရအောင်ကျွန်တော်ရုပ်သံဗီဒီယိုထည့်ပေးထားပါတယ်နော်အဲ့ဒီဘက်ကနေပြီးတော့သူတို့လာတိုက်ခိုက်တဲ့အချိန်မှာပဲနော်လေချောင်းကကာကွယ်ရေးစနစ်တွေကပြန်လည်ပြီးတော့ပြစ်ခတ်ပြီးတော့ဒီ S35 ဂျက်လီယင်ဒဇင်းကိုပြစ်ချနိုင်နေတယ်ဆိုပြီးတော့အီရန်ရဲ့စစ်ဘက်ဆိုင်ရာဌာနချုပ်ကနေထုတ်ပြန်ထားတာတွေ့ရတယ် လင်းမှုလည်းလက်ရဖမ်းဆီးထားတယ်လို့သိရတယ်နော်အဲ့တော့ပြောချင်တာကတော့တိုက်ပွဲကပြင်းထန်နေတယ်ဟိုတချို့တချို့ဗီဒီယိုတွေတော့ကျွန်တော်တို့ကဟိုဟိုမသိရဘူးညာနော်ဟိုဘယ်လိုပြောမလို့တချို့လူတွေကဘယ်လိုသိရလို့လဲမသိဘူးအီဒန်မျိုးပြာကျသွားပြီးတို့ဘာလို့ညာတို့ဟိုပြောတာတွေအများကြီးရှိတယ်နော်ကျွန်တော်တို့စီမှာတော့အဲ့လိုအီဒန်မျိုးပြာကျသွားတာတို့နော်အစ်စတီးပြာကျသွားတာတို့တခြားဘယ်နေရာတွေဘာဖြစ်သွားလဲညာဖြစ်သွားလဲဆိုတာတော့မရှိသေးဘူးနော်အီဒန်ကလည်းအခုထပ်ပြီးလာမယ်အီဒန်တိုက်တဲ့တဲ့တင်ကိုထပ်ပြီးကျွန်တော်ဟိုမနေ့ပိုင်းကိုတိုက်တဲ့တင်ကိုထပ်ပြောမယ်နော်အဲ့တော့ထပ်ပြောချင်တာကအီဒန်ဘက်ကနေပြီးတော့မနေ့၄နာရီထိုးလောက်ကစတင်ပြီးတော့တိုက်ခိုက်ခဲ့တယ်နော်တိုက်ခိုက်ခဲ့တာက အတန်ထက်မြန်တဲ့ hypersonic drone ကြီး၅ဆင်းတိတိပြင်လွှတ်ပြီးတိုက်ခိုက်ခဲ့တယ်လို့သိရတယ်နော်ဒီ drone ကြီးတွေကဘဲကိုပြင့်မှတ်ထားပြီးတိုက်ခိုက်ခဲ့တာလဲဆိုတော့ဈေးရ David မျိုးကိုပြင့်မှတ်ထားပြီးတိုက်ခိုက်ခဲ့တယ်နော်တိုက်ခိုက်ခဲ့တာမောဆက်ဌာနယုံကျုပ်ကိုတိုက်ခိုက်ခဲ့တယ်နော်အဲဒီမောဆက်ဌာနယုံကျုပ်ကိုတိုက်ခိုက်ခဲ့တာက drone ကြီး၅ဆင်းလုံးကဒီနေရာကိုတိုက်ခိုက်ခဲ့တယ်ဒီနေရာကိုတိုက်ခိုက်ခဲ့တယ်တိုက်ခိုက်ခဲ့တဲ့အချိန်မှာလမ်းမှာပြစ်ချခံခဲ့ရတဲ့အစင်းအကြီးကနှစ်စင်းရှိတယ်လမ်းမှာပြစ်ချခံခဲ့တဲ့အစင်းအကြီးကနှစ်စင်းရှိတယ်နော်အဲ့တော့၃စင်းကဒီ David မျိုးကိုရောက်ရှိလာတယ် မမ်းမှာပြစ်ချခံခဲ့ရတဲ့နှစ်စင်းကဘယ်သူကပြစ်ချလိုက်တာလဲ UK ရဲ့ဂျာမနီရဲ့အမေရိကန်ရဲ့ပြင်သစ်ရဲ့ပေါင်းထားတဲ့တပ်ပေါင်းစုကနေပြီးတော့လမ်းလာနေပြီးတော့ဟိုဂျားဖြန့်ဟန်တားပြီးတော့လေကြောင်းလေးကနေပြစ်ချပြစ်ချလိုက်တယ်နော်ပြစ်ချနိုင်ခဲ့တယ်ပေါ့ဗျာဟုတ်နော်အဲ့ဒါကြီးအများကြီးပဲသူကဥမာကျွန်တော်အားလုံးကိုသဘောပေါက်အောင်ရှင်းပြရမယ်ဆိုရင် David New ကိုဒုံးကြီးနော်ဈေးကအီရန်ကနေလွတ်လိုက်တဲ့ဒုံးကြီးအဆင့်100ဆိုရင်အဆင့်30လောက်ပဲရောက်တယ်အဲ့ဒီအဆင့်30ကိုပဲတဲဘက်မှာရှိတဲ့လေကြောင်းရံကာကွယ်ရေးစနစ်ကဖျက်ဆီးရတာဖြစ်တယ် သူကဒရုန်းကြီးဂစင်းကိုဖျက်ဆီးမယ်ဆိုရင်အစည်းရဲ့လေကြောင်းရံကာကွယ်ရေးစနစ်ကနေပြန်လဲပြတ်ခတ်တဲ့အချိန်မှာစနစ်ခုလောက်စနစ်စနစ်ဆင်းလောက်အောက်ကနေပြစ်ကစနစ်ဆင်းလောက်အောက်ကနေပြစ်ကအဲ့အဲ့ကြမှာအဲ့ဒရုန်းကြီးဒစင်းကထိမှန်အဲ့တော့ဒရုန်းကြီးဆယ်ဆင်းဆိုရင်အောက်ကနေပြစ်ခတ်တဲ့အရင်အတွက်ကအများကြီးဖြစ်သွားအဲ့ဒါကြောင့်မလို့သူကလမ်းလမ်းခုလက်ကနေပြောဒရုန်းကြီးတွေကိုဒီတပ်ပေါင်းစုဖြစ်တဲ့ဒီပြင်သစ်တို့အမေရိကန်တို့အာဗြိတိန်တို့အာဂျာမနီတို့ကဝင်ပြီးတော့ဟန်တာပေးရဖြတ်ဖြတ်ပေးရတာပေါ့နော်ဒီစည်း အစည်းတဲကိုမကြအောင်လို့ဂျားကလမ်းကူလက်ကနေပြောဝင်ပြီးတော့တိုက်ပေးရတာရှိတယ်နော်အဲ့တော့ကျွန်တော်ပြောချင်တဲ့ဇာတ်ကားကဒီအစည်းတဲအဖက်တဲကိုရောက်ဖို့အတွက်ဒုံးကြီးအကြီးအတွက်ကတော်တော်လေးကိုနှဲသွားတယ်နှဲသွားတဲ့အချိန်မှာအဲ့ဒါကိုလည်းတိတယ်အီဒန်ကအဲ့ဒါကိုတိတဲ့အတွက်သူ့ရဲ့ဒုံးကြီးတွေကိုဘလို့အသုံးပြုရမလဲဘလို့ပုံစံနဲ့ဒီအစည်းကိုထိထိရောက်ရောက်တိုက်ကြမလဲဆိုတာကိုသူကအခုက2ဆင်းပြစ်လိုက်3ဆင်းပြစ်လိုက်4ဆင်းပြစ်လိုက်5ဆင်းပြစ်လိုက်နဲ့သူကပုံစံနေနဲ့ခွဲပြီးပြင်နေတာနော်အဲ့တော့ဒီလမ်းမှာပြစ်လိုက်ပြစ်ချခံရတဲ့2ဆင်းကတော့ခုနပြောတယ်ဒီ တပ်ပေါင်းစုကပြစ်ချလိုက်တယ်အခုဒီကိုရောက်လာတဲ့သုံးစင်းကနှစ်စင်းတိတိကဒီ David မျိုးတွေကိုကြသွားတယ်ပထမတစ်စင်းကဒီလူနေထူထပ်တဲ့နေရာတွေမှာကြတယ်လို့ကြားတယ်နော်ဒါပေမဲ့လူတွေရှိလာဆိုလူတွေမရှိပါဘူးနော်လူတွေတေးလာဆိုလည်းလူတွေအတိအတိကြတော့မသိဘူးအဲ့တဲ့င်းတွေကတော့ဖုံးခွေထားတယ်တေးလာမတေးလာရှင်လာတော့ကျွန်တော်လည်းမသိဘူးမှန်တာတော့အဲ့လူတွေထူထပ်တဲ့နေရာမှာမှန်သွားတယ်အဲ့နေရာကိုကြသွားတယ်အဲ့နေရာမီးလောင်ပေါက်ကွဲနေတာကိုမြင်တွေ့ရလိမ့်မယ်အားလုံးကိုကျွန်တော်ရုပ်တံထည့်ပေးထားတယ်နော်အားလုံးကြည့်လို့ရအောင်နော်ဒါကဒီရုပ်တံကဘယ်ရရအောင်လို့မေးရင်ကျွန်တော်ဒီရုပ်တံကယဟူဒီတွေနော်အစည်းတွေရဲ့သူတို့ရဲ့ site ကနေကျွန်တော်ယူလာတဲ့ရုပ်သံဖြစ်တယ်သူတို့ကရေးပြီးတော့ဒီကျွန်တော်တို့တွေဒီနေရာမှာဒီနေရာမီးလောင်နေတာဒါကျွန်တော်တို့ကိုယ်တိုင်ရှုတာမီးမဟုတ်ပါဘူးဒါ Iran ကပြလိုက်တဲ့မီးဖြစ်ပါတယ်ဒါဒုံးကြီးဖြစ်ပါတယ်ဒီဒုံးကြီးကထိမှန်တာဖြစ်တယ်ကျွန်တော်တို့ကျွန်တော်တို့အိမ်တို့ကျွန်တော်တို့ဒီနေရာဒေတာတို့မီးကိုယ်တိုင်မရှုဘူးအစည်းလူမျိုးကအဲ့လိုပြောပါတယ်နော်ဒါအကုန်လုံးနားလည်အောင်ကျွန်တော်ရှင်းပြတဲ့တဲ့ရင်ဖြစ်တယ်အကုန်လုံးနားလည်အောင်ရှင်းပြတာဖြစ်တယ်နော်အဲ့တော့ဟုတ်ပြီထပ်ပြီးတော့နောက်ထပ်တနေရာဘယ်နေရာကြတော့မောဆက်ယုံတိတိကိုကြအဲ့သူကအဲ့တလုံးကလုံးဝအဲ့ညားလေးမှာကျွန်တော်ဒီမှာရုပ်တံလေးထည့်ပေးထားတယ်ဒါအကုန်လုံးကြားရရနေခွဲထွက်ပြီးတော့ဒိန်းဆိုပြီးတော့အောက်ကိုဝင်ကြတော့အဲ့ CCTV မှတ်တမ်းလည်းပါတယ် အားလုံးတွေ့အောင်လို့ကျွန်တော်ထည့်ပေးထားတယ်။ဒါအီရန်ဘက်ကနေပြီးတော့မော်နီဘန်ကမော်နီဘန်ကတိုက်လိုက်တဲ့အမြင်ကွင်းလည်းဖြစ်တယ်နော်။နော်ဒါလေးတွေကိုအားလုံးကိုသိစေချင်လို့ဒီရုပ်သံလေးတွေဒီဗီဒီယိုလေးတွေကိုသိချင်သိစေချင်လို့ကျွန်တော် share ပေးချင်းဖြစ်တယ်။အတဖက်နဲ့တစ်ဖက်ပြစ်ခတ်တိုက်ခိုင်းနေတဲ့အနေအထားနော်။အီရန်ကတော့လက်ရှိတကောင်ထဲနဲ့အစည်းကိုနှွားနေတာနော်။အစည်းကတော့၎င်းရဲ့အပေါင်းဖာဟိုပြောရမယ်ဆိုတပ်ပေါင်းစုဆိုတဲ့ဒီအမေရိကန်၊ဂျာမနီ၊ပြင်သစ်၊ဗြိတိန်အစည်း၎င်းတို့၅ဦးကအီရန်ကိုတိုက်နေတာ အဲ့တော့အီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကလက်ရှိပထမဖြည့်ဆည်းခံလိုက်ရတဲ့နေရာတွေလည်းရှိတယ်အီရန်မှာနော်အခုလက်ရှိအခြေအနေမှာအဲ့ဖြည့်ဆည်းခံလိုက်ရတဲ့နေရာတွေကိုလေကြောင်းရန်ကာကွယ်ရေးစနစ်အသစ်ပြန်တိုးလိုက်အသစ်ပြန်ပြီးတော့တိုးပြီးတော့ထားလိုက်တဲ့အတွက်ကြောင့်မလို့အီရန်ကိုစိတ်ကြိုက်အစည်းကတိုက်ချင်တိုင်းတိုက်လို့မရဘူးဖြစ်နေတယ်ဟောပြောတဲ့ဇာတ်ကားတွေကတော့လေကြီးမိုးကြီးပြောနေတာတွေကတော့အများကြီးရှိတယ်အခုပဲအီရန်ကြီးပြာကျသွားတော့မှလို့လို့အခုပဲဟိုပါတော့တီရန်ကြီးကလက်နက်ချတော့မှလို့လို့ ခုပဲအီရန်ကနော်လက်နက်ချတော့မာလိုလိုပုံစံကြီးအများကြီးပြောနေတယ်အခုပဲအီရန်ကြီးကကမ္ဘာမြေပေါ်မှာပျောက်သွားတော့မယ်ပုံစံလိုလိုပြောနေတယ်နော်အီရန်ပြည်သူတွေဖဲပါဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အဲ့လိုဒီအမေရိကန်တမလာကလည်းပြောတယ်နောက်တစ်ခုကဟိုအစည်းဝင်ကြီးချုပ်ကလည်းပြောတယ်ဟုတ်ပြီအဲ့တော့တို့တို့လည်းအဲ့ဒီစကားတွေပြောတယ်အများကြီးပဲဒီဘက်ကပြောတဲ့စကားကိုလည်းကျွန်တော်ထပ်ပြောပြနော်အဲ့တော့အီရန်ရဲ့အခုလက်ရှိစစ်ဦးစီးချုပ်ဖြစ်သူမုချုပ်မူဆာဘီရဲ့ထုတ်ပြန်ချက်ကတော့ရိုးရှင်းပါတယ်ခင်ဗျနော်အခုလက်ရှိကျွန်တော်တို့အီရန်နိုင်ငံပေါ်ကို ရောက်ရှိလာတဲ့မြစ်တိအန်ရယ်မဆိုကျွန်တော်တို့ခုခံကာကွယ်သွားမည်ကျွန်တော်ရောက်ရှိလာတဲ့အန်ရယ်ဘဲအန်ရယ်မဆိုကျွန်တော်တို့ခုခံကာကွယ်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့အမျိုးသားလုံခြုံရေးကိုဓာတ်ရိုက်ထိကိုက်စော်ကားနေခြင်းကျူးကျော်နေခြင်းဖြစ်ပါတယ်ဒါကနိုင်ငံတကာဥပဒေစံချိန်စံစံနှုန်းတွေကိုချိုးဖောက်ပြီးတော့ဈေးဇီယွန်ဝါရီက၎င်းအပေါင်းအပါများတဲ့အတူကျွန်တော်တို့ဤတဲ့နိုင်ငံတွေကိုကျူးကျော်ပြီးတော့တိုက်ခိုက်လာခြင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ခုခံကာကွယ်ပြီးတော့ပြန်လည်ပြစ်ခတ်တိုက်ခိုက်သွားမှာဖြစ်ကြောင်းအတည်ပြုထားပါတယ်အစည်းအနေနဲ့မကြုံဘူးသေးတဲ့အရာတွေကိုထပ်ပြီးကြုံတွေ့ရမယ်လို့ ဗိုလ်ချုပ်မူဆာဘီက ပြောကြားထားတာကိုတွေ့ရတယ်ကျွန်တော်တို့စီမံဖွက်ဖဲတွေအများကြီးရှိတယ်ဆိုတာကမ္ဘာအင်အားကြီးနိုင်ငံနေတည်ရင်တိတ်ကောင်းမှာပဲလို့ပြောကြားသွားတာတွေ့ရပါတယ်ခင်ဗျာဒါကတော့ဗိုလ်ချုပ်မူဆာဘီရဲ့ထုတ်ပြန်တဲ့သတင်းဖြစ်တယ်ခင်ဗျာနော်ဒီသတင်းနဲ့ပတ်သက်ပြီးတော့အားလုံးကိုကျွန်တော်သိစေချင်လို့ share ပေးခြင်းဖြစ်ပါတယ်နော်ဒါကအီရန်ဘက်ကထုတ်ပြန်တဲ့သတင်းကိုအားလုံးကိုကျွန်တော်သိစေချင်လို့ share ပေးခြင်းဖြစ်တယ်ခုနကျွန်တော်ပြောသလိုပဲ အမေရိကန်ဘက်ကနေထုတ်ပြန်တဲ့သတင်းတွေတော့အီရန်ကိုအမှုန့်ချိန်မာလို့ဘာလို့ညာလို့အီရန်ကိုလက်နက်ချဖို့လို့အီရန်ကျွန်တော်တို့စကားကိုနားထောင်မှုလို့အများကြီးပြောတာတွေအများကြီးရှိတယ်လို့နောက်တစ်ခုဒီအစည်းဘက်ကလည်းအစည်းဝင်ကြီးချုပ်နေတန်ရာဦးတို့အစည်းကာကွယ်ရေးဝင်ကြီးအစည်းကာဇက်တို့နော်၎င်းတို့ကဒါအီရန်ကိုအခုပဲမြေလံပစ်တော့မှလို့လို့ပြောနေတဲ့စကားတွေကအများကြီးရှိတယ်အဲ့လိုပဲအီရန်ဘက်ကနေပြီးတော့လည်းအခုပဲအစည်းကိုမြေလံပစ်တော့မဲ့ပုံစံမျိုးပြောတာပဲအများကြီးပဲဒါတွေကနော်တစ်ဖက်တည်းနဲ့ပြောလို့မရဘူးနော်အခုပဲဟိုစင်ဖန်းတော်မှာလို့လို့ကြာဖန်းတော်မှာလို့လို့လို့မရဘူးလက်တွေလို့အောင် ဲ့တော့ကျွန်တော်ပြောချင်တဲ့စကားကလက်ရှိအီတန်နဲ့အစည်းစစ်ပွဲကဒီလောက်ပဲဗျအခုအခုဒီလောက်ပဲလက်ရှိဂျပန်နဲ့တစ်ဖက်တိုက်ခိုက်မှုတွေမနေ့ကတိုက်ခိုက်သွားတာဒီမနေ့ညတိုက်ခိုက်သွားတဲ့သတင်းတွေနဲ့ပတ်သက်ပြီးတော့စူးစီးရသလောက်ကျွန်တော်အားလုံးကိုတင်ဆက်ပေးတယ်အသေးအပြောက်ကတော့ဘာမှထုတ်ပြန်ထားခြင်းမရှိဘူးဒါနဲ့ပတ်သက်ပြီးတော့အားလုံးကိုသိစေချင်လို့ကျွန်တော်ရှယ်ပေးခြင်းဖြစ်တယ်နောက်ထပ်ကျွန်တော်တို့ဂါဇာကမ်းမြောင်ဒဲကိုတစ်ချက်တွေ့ကြည့်အောင်နော်ဂါဇာကမ်းမြောင်ဒဲမှာရှိတဲ့ပါလက်စတီးလူမျိုးတွေကိုအစည်းကနေဘလို့ရရဆက်ဆက်တိုက်ခိုက်တပ်ဖြတ်နေတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့ထပ်ကြည့်အောင်နော်ဒါမနေ့ကဖြစ်သွားတဲ့သတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ဆက်ပေးခြင်းဖြစ်တယ်ခင်ဗျနော် ရုပ်တံလေးကိုအားလုံးပထမအဦးဆုံးကြည့်ကြည့်ပါခင်ဗျာဒါအဲဂျာစီယာတရင်ကနေပြီးတော့ကာဇာမှာရှိတဲ့တရင်တော်တူကိုအင်တာဗျူးထားတာပါခင်ဗျာနော်အာဒါနဲ့ပတ်သက်ပြီးတော့အားလုံးကိုသိစေချင်လို့ဒီရုပ်တံလေးကိုလည်းထည့်ပေးလိုက်တယ်အားလုံးတစ်ချက်ကြည့်ကြည့်ပါအောင်ရုပ်တံလေးကို Honey tell us what happened they opened fire with tanks Absolutely. It was more than just opening fire from the tanks. It was a combination of the heavy artillery, the heavy machine guns, and drone strikes that rained down as one of the eyewitnesses that was pre present at the crowd earlier this morning, waiting for aid trucks and uh, aid to be distributed and delivered to much uh, needed, much hungry population in the southern part of, of, the strip. All happened at once. Literally, the footage that we have, lo- we have seen and we've been, uh, have been circulating around the of, of, people who were waiting were taken by surprise by the attacks. literally, the bodies were thrown everywhere, scattered on the ground of the area that is at the eastern part of Han city. For about three hours, uh, civilian vehicles, uh, animal drawn carts were transferring injuries from the bomb site into Nasr Medical Complex. That is, as of this moment, and the latest we heard from inside the hospital by one of the doctors at the emergency ward, is still overwhelming situations inside the hospital topped by the acute shortage of medical supplies that is making it very difficult for the medical staff inside the hospital uh, to intervene properly and provide the necess necessary medical care to save lives. And that's why, as we expected, the number keeps increasing by, uh, by the hours. Hello, DBU, GBD. 拿来这部报价里面路，就喏苗栗嘛的，喏，那些家家干苗栗嘛，啊，千里隆重一一个，你得领导个电视背出来了，撇的。Hello，那些家家的嘛，撇帮你大家。 ဒီအစည်းအဝေးရောင်းဝါးကြီးကဂါဇာကမ်းကြောင်ထဲမှာရှိတဲ့ပါလက်စတိအရက်သားပြည်သူအလုံးစုံနော်တက်ကြီးရွယ်အိုအမျိုးသားအမျိုးသမီးကလေးသူငယ်အလုံးစုံနော်လက်နက်မဲ့နော်လက်နက်မဲ့အရက်သားပြည်သူတွေနော်ဒီဒီလက်နက်မဲ့အရက်သားပြည်သူတွေစီမှာစာဝတ်နေရေးနော်စေဝါကျမကြီးအကုန်လုံး ခါလီဘာမှကိုဘာမှကိုမရှိဘူးတို့စီမှာနော်တို့စီမှာလုံးဒီအသက်ကိုလွတ်ပြီးတော့ပြေးနေရတယ်ဘယ်အချိန်မှာစားရမလဲဆိုတို့စီမှာမရှိဘူးအခုခင်ဗျားကျွန်တော်အကုန်လုံးကပဆန်လက်ထဲမှာဘယ်လောက်ရှိလဲရှိတော့အပြင်မှာထွက်ပြီးဝယ်စားလို့ရတယ်အနေအထားမျိုးမှာရှိတယ်နော်အဲ့တော့ပြောချင်တာကပြောချင်တဲ့အထိပ္ပယ်ကတို့စီမှာလုံးဝစားဖို့နေရေးဆိုတာဘေးမှာခဏထားတို့ရဲ့အသက်အန္တရာယ်ကိုတို့လွတ်ပြီးတော့ရွှေ့ပြောင်းနေရတာဖြစ်တယ်နော်အစည်းကနေပြီးတော့ ဒီဒီနေရာကိုဘုံကျဲမှာဟိုနေရာကိုဘုံကျဲမှာဒီနေရာကရှောင်ထားပါနော်အဲအပေါ်ကနေပြီးတော့စာရွက်တွေချပေးတယ်ဟာဒီဒုက္ခတွေဒီအများသူကရှောင်ဝရှာတယ်နော်ဟိုဘက်သွားတယ်ဒီဘက်သွားတယ်အဲ့သွားနေတဲ့ဒုက္ခတွေဒီကိုနောက်ကနေလိုက်ပြီးတော့စည်းရဲ့ idea စစ်သားတွေကစက်တနက်တွေနဲ့ပြည့်တယ်တတော်ကန်ကြောင်ထဲမှာရှိတဲ့ပါလက်စတီးလက်နက်မဲ့အရသားပြည်သူတက်ကြီးရွယ်အိုအမျိုးသားအမျိုးသမီးကလေးသူငယ်အလုံးစုံကိုနော်ဟိုလေကြောင်းကနေတိုက်ခိုက်ပြီးတော့ တက်ဖြတ်ယုံနေအားမရပဲနဲ့အစည်းကနေပြီးတော့နောက်ကနေပြီးတော့ဆက်တက်တွေနဲ့လိုက်ပစ်ပြီးတော့တက်ဖြတ်ချင်းဖြစ်ကြောင်းလဲကျွန်တော်အားလုံးကိုကွင်းကွင်းကွက်ကွက်မြင်အောင်လို့မိမောင်းထိုးပြပြီးတော့ဒီရုပ်တံလေးကိုလည်းအားလုံးကိုသိစေချင်လို့ share ပေးခြင်းဖြစ်ပါတယ်နော်ဒါအားလုံးသဘောပေါက်လိမ့်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဒီဒီသတင်းလေးကိုလည်းအားလုံးကို share ပေးခြင်းဖြစ်ပါတယ်ခင်ဗျာဒါဂါဇာကမ်းမြောင်ထဲမှာလက်ရှိဖြစ်ပွားနေတဲ့အစည်းရဲ့လူမျိုးတုံးတက်ဖြတ်မှုမြင်ကွင်းဒါကျွန်တော် share ပေးခြင်းဖြစ်တယ်နော်နောက်ထပ်ကျွန်တော်တို့အင်းအစည်းနဲ့ပတ်သက်ပြီးတော့ အချင်းချုပ်ပြီးတော့ပြောရမယ်ဆိုရင်လက်ရှိအချိန်ထိတော့လက်ရှိအချိန်ထိတော့တစ်ဖက်နဲ့တစ်ဖက်ကပြစ်ခတ်တိုက်ခိုက်မှုတွေရှိနေသေးတယ်။သို့တော့အဓိကကြတဲ့နေရာတွေကိုတိုက်ခိုက်နိုင်စွမ်းတစ်ဖက်နဲ့တစ်ဖက်မရှိသေးပါဘူး။အီရန်လည်းဘာမှမဖြစ်သေးပါဘူး။အလုံးစုံကောင်းပါသေးတယ်။ဇေလည်းတိတိယောက်ယောက်ကြီးဘာမှမဖြစ်သေးပါဘူး။အလုံးစုံကောင်းပါသေးတယ်။နော်။အီရန်ဘက်ကနေပြီးတော့ပြစ်ခတ်တဲ့ရုံးကြီးတွေရှိသလိုဇေဘက်ကနေတိုက်ခိုက်တာတွေလည်းရှိတယ်။တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ပဲမင်းပါလဲငါပါလဲပဲရှိသေးတယ်။သို့တော့တစ်ခုပဲ အီရန်ကို တိုက်ခိုက်ရန်အတွက်အစည်းကိုအူညီပံ့ပိုးပေးနေတဲ့ဒီညွှန်ပေါင်းအဖွဲ့ကြီးပါဝင်လာပြီးတော့ဒီရုတ်ထွက်ပြလာတာတခုပဲပြီးတော့တိုးလာတာရှိတယ်နော်ဒီတိုးလာတာကလည်းမင်းညတော့ကဒီအမေရိကန် ဟိုစီဖြစ်နော်စီဖြစ်ပေးတဲ့လင်းရင်တွေပေါ့နော်အဲ့ဒီလင်းရင်တွေရောက်ရှိလာတဲ့နောက်ပြအမေရိကန်ရဲ့ Jet Fighter တွေအကူအညီတွေနဲ့ဝင်တိုက်တာလေတနေရာပဲတိုက်နိုင်ခဲ့တယ်။ဒါနဲ့နေရာတွေကိုတိုက်ခိုက်တဲ့အချိန်မှာသူတို့ရဲ့ Jet Fighter တစ်စီးကိုပစ်ချခဲ့တယ်လို့ Iran ဘက်ကထုတ်ပြန်ခဲ့တယ်။ဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်စောစောတုန်းကပြောခဲ့သလိုပဲလင်းရင်မှုတစ်ခုလင်းရင်မှုတစ်ခုကိုဖမ်းဆီးထားတယ်။ဒါနဲ့ပတ်သက်ပြီးဒီလင်းရင်မှုကိုစစ်ဆေးမေးမြန်းမှုတွေအများကြီးလုပ်နေတယ်ဆိုတဲ့အကြောင်းတွေကိုလည်း Iran ဘက်ကထုတ်ပြန်ထားတယ်။ဒါဒီသတင်းတွေကရှုပ်ထွေးတယ်။အဲ့တော့ပြောချင်တာက တစ်ဖက်နဲ့တစ်ဖက်ကအပြန်အလှန်ပဲအီရန်ဘက်ကနေပြီးတော့ပြန်လည်ပြစ်ခတ်တဲ့ဒါတွေကအခုလက်ရှိအပြန်အလှန်ပဲပြစ်ခတ်နေတဲ့ဒီသတင်းကထပ်ပြီးတော့ကြီးကြီးမားမားဘာမှဆက်ပြီးတော့မဖြစ်သေးပါဘူးကြီးကြီးမားမားဆုံးရှုံးမှုတွေလည်းမရှိသေးပါဘူးအဲလောင်သာဒီဆက်ယုံနေဆုံးရှုံးနေတာဟုတ်အရင်ရက်ကဆုံးရှုံးထားတာတွေအများကြီးရှိတယ်။အီရန်ကလည်း ဒီအစည်းကိုကြီးမားတဲ့တုံ့ပြန်မှုတွေကျွန်တော်မှာဝက်ဖဲတွေရှိတယ်အဲ့ဒီဝက်ဖဲတွေကနေကြီးမားတဲ့တုံ့ပြန်မှုတွေနဲ့အစည်းကိုဖြောက်ပြင်မယ်ဆိုပြီးတော့အခုကျိန်းပေါင်းထားတယ်နော်အဲ့တော့အစည်းကလည်းအီရန်ကိုအစိုးရကိုဖြုတ်ချပြင်မယ်ဘာညာနဲ့ကျိန်းပေါင်းနေတာရှိတယ်အဲ့တော့ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ကျွန်တော်တို့အလွတ်တက်အပ်ဘယ်သတင်းဌာနဘယ်မီဒီယာကမှမပြောနိုင်ပါဘူးကျန်တဲ့ကျွန်တော်တို့ဒီရဝါရဖြန့်နေတဲ့ဗီဒီယိုတွေအများကြီးရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့သတင်းတွေနားမယောင်ဖို့လည်းကျွန်တော်ဒီနေရာကနေထိုင်နေပြောလိုက်ပြရစီခင်ဗျာနော်ဝါရဖြန့်နေတာကကမ္ဘာသတင်းတွေကဝါရဖြန့်နေတာကျွန်တော်အလုံးစုံအကုန်လုံးရှာကြည့်ပြီးပြီးဝါရဖြန့်နေတယ်အများကြီးရှိတယ် เนาะအဲ့တော့ပြောချင်တာကကျွန်တော်အခုကောင်းနှုတ်ပေးထားတဲ့သတင်းအများစုကတော့ဒါမနေ့ကဖြစ်ထားတဲ့သတင်းတွေနဲ့မနေ့ညလုံးကဖြစ်ထားတဲ့သတင်းတွေအလုံးစုံကိုကျွန်တော်အင်တာနက်အစည်းအဝေးနဲ့ပတ်သက်ပြီးတော့ကောင်းနှုတ်ထားတယ်ဟိုလူနိုင်မာဒီနူနိုင်မာဆိုတဲ့ဇာတ်တွေကတော့ခင်ဗျအယူဇာတ်တွေဖြစ်တယ်เนาะတစ်ဖက်နဲ့တစ်ဖက်နိုင်အောင်တိုက်ဖို့ဆိုတော့တော်တော်ခက်ခဲပါတယ်အဲ့တော့တစ်ဖက်နဲ့တစ်ဖက်အခုအပြန်အလှန်ပြစ်ခတ်နေတာတွေအများကြီးရှိနေတယ်ဒါကြောင့်မလို့ပဲအရာမှတက်အပ်ပြောလို့မရသေးပါဘူးအမေရိကန်ပါဝင်ပတ်သက်မှုရှိလာတာနဲ့ပတ်သက်ပြီးတော့လေအီရန်ကဘာမှဖြစ်မသွားပါဘူးမနေ့ညလုံးကအမေရိကန်ရဲ့တိုက်လေယာဉ်တွေပါဝင်ပြီးတိုက်တာတော့မှအီရန်ဘာမှဖြစ်မသွားဘူးဆိုတော့အခုကျွန်တော်ဒီနေရာကနေပြီးတော့ထပ်လောင်းပြီးပြောကြပြရစီခင်ဗျာเนาะအစည်းကလည်းလက်ရှိဟိုအီရန်ဘက်ကနေဒုံးကျည်တွေအများကြီးပြစ်တာမှ၃လ းလုံး၄လုံးထိမှန်တာတွေရှိတယ်နေရာတွေကတော့ထိမှန်တဲ့နေရာတွေအများကြီးရှိတယ်ဈာမှာဖြတ်ပြီးတော့ဒီညွန်ပေါင်းတပ်ဖွဲ့ကဒီဒုံးချီလမ်းကြောင်းတွေကိုကာကွယ်ပေးနေတဲ့အတွက်ကြောင့်မလို့ထိမှန်မှုအားနည်းနေတယ်ဒါကိုလည်းအီရန်ကဘဲပုံဘဲနီးနဲ့ဘဲဝက်ဖဲကိုထုတ်သုံးပြီးတော့တိုက်ခိုက်ကြမယ်ဆိုတာသူကချိန်ဆနေတာကိုလည်းတွေ့ရတယ်တကယ်လို့ထိမှန်လို့ကြီးကြီးမားမားထိမှန်သွားမယ်ဆိုရင်လည်းဟိုတဲဘက်လိုမျိုးကဟိုတဝက်လောက်ပြောင်းသွားမှာနော်ဟိုက်ပါလိုမျိုးကလည်းတဝက်လောက်ပြောင်းသွားမှာအဲ့လောက်ထိပြင်အားကြီးတဲ့ဒုံးချီတွေကိုထုတ်သုံးမှုရှိနေတယ်ဒါနဲ့ပတ်သက်ပြီးတော့လည်းအီရန်ရဲ့စစ်ဘိုလ်ချုပ်ကြီးဖြစ်တဲ့မူဆာဗီကနော် ထပ်ပြီးတော့ကျွန်တော်တို့ခုနကတော့ကျွန်တော်ပြောခဲ့သလိုပဲချင်းချောက်ပြီးတော့ပြောဆိုထားတာရှိတယ်အဲ့လိုပဲအစည်းဘက်ကလည်းချင်းချောက်ပြီးပြောဆိုထားတာရှိတယ်ပတင်းကြီးကတော့လက်ရှိအနေထားဒီအကုန်လုံးတစ်ဖက်နဲ့တစ်ဖက်ချင်းချောက်မှုတွေများနေတယ်လို့ကျွန်တော်ပြောချင်တယ်ထိထိရောက်ရောက်တိုက်ခိုက်နေတာတွေကဟိုအီရန်ရဲ့အဓိကကြားရနေရာတွေကိုတိုက်ခိုက်တယ်လို့အစည်းကသာပြောတာဒါပေမဲ့တိုးတော့အီရန်ဘက်ကပြန်ထုတ်ပြန်တာကတော့ကျွန်တော်တို့စက်ယုံတွေတော်တော်များများကမြေပြင်ပေါ်မှာမရှိတော့ဘူးဆိုတဲ့အကြောင်းကိုသူကထုတ်ပြန်ထားတာတွေ့တယ်နော်ကျွန်တော်တို့စက်ယုံတွေမြေပြင်ပေါ်မှာထားတာတခုမှမရှိဘူးလို့အီရန်ဘက်ကထုတ်ပြန်တယ်ကျွန်တော်တို့ကအလုတ်လုတ်ကလေးကမြေပြင်ပေါ်မှာလုတ်တာမရှိဘူးဆိုတော့ကိုအီရန်ဘက်ကထုတ်ပြန်ထားတယ်သူ့ရဲ့ web page အများကြီးရှိတယ်ငါတို့တိုက်မယ်မင်းကိုဒါပဲနော် အီရန်ရဲ့လေကြောင်းရံကာကွယ်ရေးစနစ်ကိုအစ်စ်ကဖျက်ဆီးရဲအီရန်ကနေထပ်မံပြီးလေကြောင်းရံကာကွယ်ရေးအစ်စ်ထပ်မံပြီးတော့ပြုတ်လုပြီးတော့အခုလက်ရှိပြန်လှည့်ပြီးတော့အစ်စ်ရဲ့လင်းရင်ဂျက်ဖိုက်တာတွေကိုပြန်လှည့်ပြစ်ခတ်တိုက်ခိုက်တယ်လေကြောင်းရံကာကွယ်ရေးလက်နက်တွေအစ်စ်နဲ့ပြန်တိုက်ခိုက်တယ်နော်အဲ့လိုပဲအီရန်ကနေပြီးတော့အစ်စ်ရဲ့လေကြောင်းရံကာကွယ်ရေးစနစ် Aero 3ကိုဖျက်ဆီးတယ်အခုအစ်စ်ထပ်ပြီးတော့အစ်စ်ကနေပြီးလေကြောင်းရံကာကွယ်ရေးစနစ်ကိုထပ်လုပ်ထားတယ်ထပ်လုပ်ထားပြီးတော့အီရန်ရဲ့ဒုံးကျည်တွေကိုညိုထဲကိုမကြအောင်ကာကွယ်တယ်နော်တစ်ဖက်နဲ့တစ်ဖက်ကတော့ကာကွယ်မှုတွေအပြေအဝတစ်ဖက်နေပြန်ပြီးတော့ချင်းကောင်းနေလောက်ကြတယ် ဟုတ်ပြီအဲ့တော့ပြောချင်တဲ့စကားကဖက်နဲ့တစ်ဖက်ကပြင်းပြင်းထန်ထန်တိုက်ပွဲတွေကိုဆင်နွှဲနေကြတယ်တိုက်ခိုက်နေကြတယ်ဒီပေါ်မှာဘယ်နိုင်ငံကတောင့်ခံနိုင်မလဲဒါကိုကြည့်ရမှာပဲเนาะအခြေခံကတော့တောင့်ခံနိုင်တဲ့နိုင်ငံကပို့ပြီးတော့တာသွားမှာပဲเนาะအစည်းအဝေးမှာတော့အများကြီးဝိုင်းပြီးတော့ကုညီပံပိုးပေးနေတာတွေတွေ့ရတယ်အဲ့ကုညီပံပိုးပေးတဲ့နိုင်ငံတွေရာရောဘတ်ဂျက်ကတောင့်ခံနိုင်တဲ့အနေအထားမှာရှိရလားဥပမာပြောရမယ်ဆိုရင်ဒါကျွန်တော်ဥပမာပြောပြတာเนาะသဘောပေါက်အောင်လို့အားလုံးအီရန်ရဲ့ drone ကြီးတစ်လုံး hypersonic အတန်ထက်မြန်တဲ့ drone ကြီးတစ်လုံးကိုအစည်းကဖျက်ဆီးဖို့အတွက်เนาะဒါကနေဖျက်ပြီးကာကွယ်ဖို့အတွက် ဒီညွန်မောင်းအဖွဲ့ဒီဒီအမေရိကန်တို့ဘာလို့ညာလို့တော့ဂျားကနေလေချောင်းကနေဖြတ်ပြီးကာကွယ်ပေးဖို့ပြစ်ချပေးဖို့အတွက်ကိုအသုံးပြုနေတဲ့ငွေကြီးကဟိုပေါင်12တန်း73တန်းဒါမှမဟုတ်တန်း20လောက်ရှိတယ်တစ်လုံးတစ်လုံးကိုတိုက်ခိုက်ဖို့အတွက်ဒါအီရန်ရဲ့ဒုံးကြီးကတန်ကြီးမှအမေရိကန်ဒေါ်လာ2သိန်းလောက်ပဲထားပါတော့နော်2သိန်းလောက်ပဲတန်ကြီးရှိမယ်ဆိုရင်ဒီဒုံးကြီးတစ်လုံးကိုပြန်ပြစ်ချဖို့ဟာအမေရိကန်ဒေါ်လာ12တန်းတို့15တန်းတို့ပေါင်တန်း20တို့အဲ့လိုအသုံးပြုပြီးမှဒီအီရန်ရဲ့ဒုံးကြီးကိုပြန်လည်ပြစ်ချဖို့ လို့ရတာဗျနော်အဲ့တော့အင်တာနက်တစ်ခါတစ်ခါပြစ်လိုက်ရင်ဒုံးကြီးကအစင်ကရာနဲ့ချီပြီးပြက်တာနော်အဲ့တော့ဒီဟာတွေကိုပြစ်ချဖို့ရေရှည် budget ဘယ်သူတောင်းခံနိုင်မလဲစစ်လက်နဲ့တောင်းခံနိုင်ဖို့ပြောတာနော်ပြောချင်တာကအီရန်ရဲ့စစ်လက်နက်ကလည်း तू ကနှစ်ပေါင်း50လောက်ကိုကထိုင်ပြီးတော့ဒီဒုံးကြီးတွေထုတ်နေတာဗျနော်အဲ့တော့အီရန်မှာဘာတွေပိုင်ဆိုင်ထားလဲဆိုတာကျွန်တော်လည်းမသိဘူးတိတိကျကျမသိဘူးဆိုတာပြောတာနော်အပေါ်ယံကတော့တည်တယ်အဲ့အပေါ်ယံကတော့တကယ်သူတို့အခုပြဥမာလူတယောက်ရဲ့အချောင်းကိုတောင်မှကိုမိတ်ဆွေကိုတောင်ချမပြနိုင်လို့ပြောထတာဗျာသူတို့ရဲ့နိုင်ငံရဲ့အတွင်းရေးကိုဘယ်သူ့ကိုချပြမှာလဲဘယ်နိုင်ငံကိုချပြမှာလဲဒါဥပမာကိုကျွန်တော်ပြောပြတာနော် အီရန်ရဲ့အတွင်းရေးကိုဘယ်သူမှမသိဘူးအီရန်ကငကိုကလေးကနော်ဒီအမေရိကန်ရဲ့ဆန်ရှင်ပိတ်ဆို့မှုကလောကနှစ်ဆယ်ချီပြီးပိတ်ဆို့ထားတာဆန်ရှင်ပိတ်ဆို့မှုဒီကြားတဲ့ကူမှကြီးမားတဲ့ဒီလိုလက်နက်ကြီးတွေကိုရောက်အောင်ထုတ်နိုင်တယ်နော်သူလွတ်လွတ်လပ်လွတ်လွတ်လပ်တာသူလောက်ခွင့်ရမယ်ဆိုသူဘယ်လောက်ထိဒီအစည်းကိုတိုက်ခိုက်နိုင်မလဲဥမာပြောပြတာနော်ဒါအီရန်ကိုအများကြီးပိတ်ဆို့ထားတယ် ရှင်ကြည့်မယ်ဆိုရင်လေအစည်းကနိုင်ငံတည်တည်လေးဗျာအစည်းကနိုင်ငံတည်တည်လေးသူ့နိုင်ငံတည်တည်လေးထဲမှာသူနှစ်နေရာလောက်ကိုလေချောင်းရံကာကွယ်ရေးလေငါကူလောက်ထားလိုက်ရင်အဲ့ဥစ္စာပြီးသွားပြီလေကူလောက်ရှိရင်ကိုအစည်းဒီနေရာဒေသကလေချောင်းရံကာကွယ်ရေးလေကူလောက်ရှိတယ်ဆိုရင်ကိုသူ့ထဲကိုပြစ်ဖို့တော်တော်ခက်ခဲတယ်နေရာချင်းလေတိုက်ကြတာခက်လေအဲ့လိုအိုက်တဲ့ဒုံးကြီးကြောက်ဖို့အတွက်သူတို့လေချောင်းရံကာကွယ်ရေးစနစ်ကြီးအများကြီးလို့အလုပ်လုပ်စရာမလိုဘူးလေဗျာအများကြီးထားစရာမလိုဘူးလေဗျာပြည်နယ်ကြီးတော်တဲ့အတွက်ကြောင့်ပြည်နယ်ကြီးတဲ့နေရာမှာအခုဥပမာပြောမြန်မာနိုင်ငံလိုဟာမျိုးဆိုပြည်နယ်ကြီးတယ်ဗျာ ဥပမာပြောတာเนาะမြန်မာနိုင်ငံကိုတစ်ချက်ရှင်ကြည့်เนาะမြန်မာနိုင်ငံမှာဆိုပြည်နယ်တွေအများကြီးပဲเนาะအဲ့ဒီပြည်နယ်တွေမှာရခိုင်ရှမ်းမွန်ဗမာကရင်ကယားအများကြီးပဲရှိတယ်ဗျာเนาะအဲ့ဒီပြည်နယ်တွေကိုလိုက်ကြည့်ပြီးတော့အဲ့ဒီပြည်နယ်တွေမှာဆိုရင်လေချောင်းရံကာကွယ်အဲ့ဒီပြည်နယ်တွေလုံခြုံမှုအတွက်လေချောင်းရံကာကွယ်ရေးစနစ်တွေအများကြီးတက်ကတတိတိလေးတက်လို့မရအောင်တတိတိလေးတက်ရင်ဟိုကတူတဲ့ကောင်းတဲ့လက်လက်ပြည်နယ်အဲ့ဒီတတိတိလေးကကြွသွားမှာเนาะအဲ့လိုပြည်နယ်တွေများလေဟိုဘတ်ဂျက်ကအများကြီးသုံးပြီးတက်ကလာเนาะအဲ့တော့အီဒန်ထဲမှာရှိတဲ့ပြည်နယ်တွေဒိုင်းနေရာဒိုင်းကိုလေချောင်းရံကာကွယ်ရေးစနစ်တက်ဖို့တော့တော်တော်ခဲယင်းတယ် နော်အဲ့တော့ပြီးနေအသေးလေးတွေကိုကြတော့လေကျောင်းကာဝေးစနစ်ကအသေးလေးတွေသူတို့တိတ်ပြီးတော့အသုံးမပြုတဲ့နေရာတွေဆိုရင်အဲအသေးလေးတွေတက်ထားမယ်အဲ့နေရာတွေကိုတိုက်လိုက်ရင်တော့လေကျောင်းကာဝေးစနစ်တွေကခုနပြောသလိုဒီကျွန်တော်တို့ကမ္ဘာတည်နေမှာချပြနေတယ်လို့လို့ပေါ့နော်ဒီတိုင်းကလေကျောင်းကာဝေးစနစ်ကြီးကိုတိုက်လိုက်ပါပြီဒိမ်မှန်သွားပါပြီပောက်ခွဲသွားပါပြီဘာညာပေါ့အဲ့လိုပြောရတာညာကြီးရှိတယ်နော်အဲ့တော့ပြောချင်တဲ့တကားရဲ့အတိတ်ပဲကဒီတိုင်းကပြီးနေကြီးရယ်ပြီးနေကြီးတော့နေရာတိုင်းကိုလိုက်ပြီးတော့လေကျောင်းကာဝေးစနစ်မရှိဘူးဗျတချို့နေရာတွေကဒီတိုင်းကမလိုအပ်တဲ့နေရာတွေကိုလေကျောင်းကာဝေးစနစ်မထားဘူး နော်သူ့မှာလည်းအရင်ငကိုတည်းကမှကဘာကဒီအမေရိကန်ဆန်ရှင်ပိတ်ဆို့ထားတဲ့ကဘာနဲ့ကုံရွယ်မှုဆက်နွယ်မှုဘာတစ်ခုမှမလုပ်အောင်လို့သူ့ကိုတားဆီးပိတ်ပင်ထားတယ်ဒီထဲမှာသူအကောင်းဆုံးလက်နဲ့တွေကိုရွေးထုတ်တယ်ရွေးထုတ်ပြီးတော့ဒီတိုက်ရခတ်တယ်ဆိုတဲ့ဈေးလိုနေရာမျိုးကိုနေရာချင်းချင်းလေးထဲမှာကဘာအကောင်းဆုံးလက်နဲ့တွေနဲ့ထားထားတဲ့နေရာကိုတော့မှထိမှန်အောင်ပြစ်နိုင်တယ်ဆိုတဲ့အခြေချင်းကတော့နည်းတဲ့အခြေချင်းမဟုတ်ဘူးဒါကတော့ခင်ဗျာကျွန်တော်တို့ ဟိုလူဘိန်းတော်မှတည်တယ်ဗျာလူဘိန်းလိုကောင်မျိုးဘာမှစာတလုံးမှမတက်တဲ့လူတော်မှတည်တယ်လက်ခံလို့ရတယ်အနေထားနော်ဟိုမြင်ကွင်းတွေလည်းအားလုံးမြင်တွေ့ရမယ်နော်အနေထားတွေကနော်ဒါလေးတွေကိုကျွန်တော်ရှင်းပြခြင်းဖြစ်တယ်လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီးတော့အီရန်ကလည်းကျင်းတယ်လို့အစည်းကလည်းအီရန်ကိုကျင်းနေတာဒါတွေကတော့တစ်ဖက်နဲ့တစ်ဖက်ကျင်းပေါင်းမှုတွေအများကြီးရှိတယ်ဆိုတော့ကျွန်တော်ပြောချင်တယ်လောလောဆယ်ထပ်ပြီးထူးခြားတဲ့သတင်းတွေရှိတယ်ဆိုရင်လည်းတင်ဆက်ပေးမယ်ဂါဇာတွေကအခြေအနေကတော့အလုံးစုံမြင်တွေ့ရတဲ့အတိုင်းပဲအားလုံးကျွန်တော်တစ်ခုပြောချင်တယ်ဒူဝါမှာအီမက်ရှင်တိုင်းဒူဝါမှာတတိယဘုံနော် တို့ကမှအနုညွတ်မြစ်တာရက်ခံတယ်ကျွန်တော်ဒီနေရာကနေတို့ကမှတတိယပြေပါကာဇာကအရသာပြည်သူတွေအသက်အိုးရင်စီးစိမ်နေဖို့ SDC ရုံးဝါဒီကလူမျိုးတုံးတက်ဖြတ်မှုအ мян ဆုံးရက်တန့်သွားအောင်လို့တို့ကမှတတိယပြေဖို့ကျွန်တော်မြစ်တာရက်ခံပါတယ်ဒီနေရာကနေကျွန်တော်ဒီနေ့ထူးခြားတဲ့သတင်းများစွာကိုလွယ်လွင်းတကူသိရအောင်လို့ဒီနေရာကနေပြီးတော့ share ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာနောက်နောက်ထပ်ထပ်ပြီးထူးခြားတဲ့သတင်းတွေရှိရဆိုရင်လည်းတင်ဆက်ပေးပါမယ်เนาะအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့ဖြစ်ပါစေခင်ဗျာ